ားလုံးပဲမင်္ဂလာပါရှင်။ဒီမှာကဒီနေ့ဆရာကြီးရွှေရောင်ရေးသားထားတဲ့စောင်းမတစ်ပုဒ်ကိုဖတ်ပြပေးချင်တာပါ။ဆရာကြီးရဲ့ဖခင်အာယုံပြူနီးအကြောင်းလေးဖြစ်ပါတယ်။ခေါင်းစဉ်လေးကတော့ကျွန်ုပ်ဤဖခင်အာယုံပြူနီးကျွန်ုပ်ဒီအသက်35နှစ်အရွယ်တွင်တရားအထုတ်ရန်အတွက်ယဟန်ပြုခဲ့ဘူးတဲ့အချိန်မှစ၍ဒုံလဘယဟန်မဟုတ်ဖခင်အာယုံပြူခြင်းဝါ ဖျားရှိခိုးခြင်းနှင့်ပတ်သက်၍နတ်နည်းစွာဆင်ခြင်သုံးသပ်မှုသည့်အလျောက်တခြားသူများလှုပ်ယိုးလှုပ်စင်တိုင်းမဟုတ်ဘဲတမျိုးတမီပြောင်းလဲပြင်ဆင်ခဲ့သည်ဘုဒ္ဓဘာသာဝင်များသည်ဤဖျားထိုဖျားမှစပြု၍ဖျားတကူကြီးဆိုမှ ရွေးချယ်ပူးမြော်ခြင်းကြကြသည်ဖြစ်ရာကျွန်ုပ်မှာဘုဒ္ဓယမနအကြောင်းကိုစဉ်းစားဆင်ခြင်မိသော အချိန်မှစ၍တခြားဗုဒ္ဓဘာသာဝင်များနဲ့မတူသည့်အလေးအကျင့်တစ်ခုဖြစ်ပေါ်လာခဲ့သည် ျွန်တော်အဖို့ရာတွင်ဖះကြီးညိုပုံ အချင်းရာသည်စိတ်အလေးအကျင့်ရင်ကျက်သည်အလျောက်တစ်ချိန်ထက်တစ်ချိန်တောင်းလဲခြင်းရှိခဲ့သည်ပြီးရာထိုအကြောင်းအရာများကိုလည်းဘௌဒ္ဓအလို့ငါ၎င်းတိုက်တက်သူများနေယူခြင်းယူနိုင်ကြစေခြင်းငါ၎င်းအစဉ်စဉ်ပေါ်ပြပါမည်ကုသိုလ်ရပုံဤဖះထိုဖះဤစေဒီတော်ထိုစေဒီတော်ဤစင်းတို့တော်ထိုစင်းတို့တော်မှာဆ ảy ၍တကူကြီးဖះ နာမည်ကြီးသောဖျားရွေးချယ်ဖူးမြော်တက်ကြသောဗုဒ္ဓဘာသာဝင်တို့သည်မြောင်များစွာ ရှိကြသည်ဟာဇေရီတော်စင်တူတော်စသည်တော်များသည် အုပ်ပုံမြသာဖြစ်၍အကျိုးမရှိဟန်အချို့ပရမတ်ဆရာကြီးများပြောတကယ်သို့ကျွန်ုပ်ပြောရန်အလိုမရှိ ထို့သို့ပြောတော်သူများသည် အာယုံဤဆက်သွယ်ပုံကိုအတိအမှန်မပြုတ်တတ်ကြသောကြောင့်များသာဖြစ်သည်ဥပမာ မိဘ၏တပုံကိုတညိုတတိထားသောသားသမီးသည် စက်ကူပေါ်တွင်ရိုက်ကူးထား၍စက်ကူမြသာဖြစ်စေကလည်းဂျေဇုရှင်မိဘများအားတတိယသော စေတနာအတွက်ကြောင့်ကုသိုလ်ရထိုက်သည့်ဤသူအုတ်သူမဟုတ်ဂျေသူမဟုတ်ကြောက်ဖြစ်ထုလုပ်ထားသော စင်းတို့တော်ဇေဒီတော်များကို ရှ िख ိုးပူဇော်ခြင်းသည်လေကုသိုလ်ရထိုက်သည်သာဖြစ်သည်ပုဂ္ဂိုလ်အနုအရင်အလိုက် တပန်အချို့သောဓမ္မဂရိကာများကလည်းဝက်ကလိထေဤထုံးကိုကိုးကားလျက်ငါဖျားဤရုပ်ကောင်ပုတ်ကိုဖူးမြော်ခြင်းဖြင့်အဘယ်အကျိုးရှိနည်းဟုသောဗုဒ္ဓ၏စကားတော်ကိုထောက်ပြကားဖျားကြည်ညိုခြင်းအလုတ်ကို အပြစ်ဆိုတတ်ကြသည်အတိဘယ်မှာတတ်တော်ထင်ရှားရှိသောဗုဒ္ဓကိုယ်တော်မြတ်အားဖူးမြော်ခြင်းသည်ပင်လင်အကျိုးမရှိကြလင်စင်တူတော်ဇေဒီတော်မြတ်လောက်နှင့် အဘယ်မှာအကျိုးရှိနိုင်ပါမည်နည်းဟု ဆိုကြဟန်ရှိသည်တရားကိုအားထုတ်ဖို့တတိမရနိုင်မဲဗုဒ္ဓ၏ကျညိုပွဲကောင်းသော ယူပကရာကိုကြည်တစိမ့်စိမ့်တတိရ၍ကျညိုသောဝကလိထေအားဗုဒ္ဓမောင်မဲတော်မူဘူးသည်ဟုမှန်တော်လေဘယ်သောအခါမှတရားအားထုတ်ဖို့စိတ်ကူးမထဲ့ပေကြည်ပွား၏စီးပွား၏နောက်သို့ကြည်မတိမချင်းလိုက်နေကြသောလူသားမန်များအဖို့မှမူ ဇေယီတော်ဖြစ်ဖြစ်စီစင်းတုတော်ဖြစ်ဖြစ်စီဗုဒ္ဓကိုတကြိမ်တစ်ခါမျှတတိယမြည်ဆိုလင်အကျိုးရှိသည်သာဖြစ်၍ကန့်ကွက်ခြင်းကမထိုက်ပေ။သို့အတွက်ဗုဒ္ဓကိုအာယုံပြုဖို့အတွက်ဤဖေဟာထိုဖေဟာရွေးချယ်ကြသူများလည်းရှိကြသည်ဖြစ်၍ပရမတ်ဆရာများ၏အပြစ်ဆိုခြင်းခံရဟန်တူပေသည်။ဘာကြောင့်ကုသိုလ်ရသည်နည်းပြောရန်တစ်ချက်တည်းရှိပေသည်ကား အချို့သောဇေဒီများတွင်ဗုဒ္ဓဤဆံတော်သို့မဟုတ်ရေတနုတ်တော်သို့မဟုတ်တောင်မွေးတော်စသဖြင့်ဗုဒ္ဓဤအတုံးအဆောင်တစ်စုံတစ်ခုထဲ့သွင်းထာဝနာထားသည်ဆိုသောကြောင့်၎င်းတို့ကိုပူမျောခြင်းအဖြစ်တာ၍အကျိုးကျေးဇူးကြီးသည်ဟုယုံကြည်ကြသည်အချို့သောဇေဒီများအတွင်၌လူအများယုံကြည်ကြသည့်အတိုင်းအဟုတ်တကယ်ထာဝနာမှုရှိခြင်းလည်းရှိမည် မရှိခြင်းလည်းရှိနေမည် တောင်မွေးတော်ရေတနုတ်တော်ဆိုဒီမှာလဲစစ်မှန်ခြင်းလဲမှန်ပြီမမှန်ခြင်းလဲနေပြီသို့တော်မစစ်မှန်ခြင်းအတွက်ကြောင့်ဘူးမြော်ကြောသူများအဖို့၌ကုသူနေသွားသည်မဟုတ်အဘဲကြောင့်ဆိုသောဘူးမြော်ကြောသူများအားကုသူရစေသော အရာမှာဇေဒီရဲကဌာပနာမဟုတ်ဘုဒ္ဓကို ကြည်ညိုသောစေတနာကြောင့်ဖြစ်သည်ဆိုခြင်းကိုဘုဒ္ဓဘာသာဝင်တို့နားလည်ဖို့ကောင်းလာပြီသည် ကြည်ညို၍လောပျော်၍လောဤအကြောင်းအရာများကိုလေးလာ သုံးသပ်ခဲ့ပြီးသော အချိန်မှစ၍ကျွန်ုပ်မှဤဖျားထို့ဖျားရွေးချယ်သောအလေးချင်း ရှည်ဦးစွာပပျောက်ခဲ့သည်တို့ရာတွင်ကြိုက်ထူးစသောဖျားတကူကြီးများကို တပင်တပန်းသွားကြသောလူများသည်ပျော်လို့မဟုတ်ပဲဖျားပူရန်အတွက်သွားခြင်းဖြစ်ပါမူပင်မန်းသည့်အတွက်အကျိုးကြီးသည်ဟူ၍လည်း ဝန်ခံ၍အစဉ်သစ်ရှိပါれ။ကြီးညိုရင်တစ်ဖက်ပျော်ရင်တစ်ဖက်သွားကြသည် ဆိုလင်လေမြည်သည့်ဘက်ကအလေးချိန်စီးသည်ကိုကို့ဟာကို ဆုံးဖြတ်နိုင်ကြမည်ဖြစ်ရာအလေးချိန်စီးသလောက်အကျိုးထိုက်ပေသည်။ပင်မန်းခြင်းအတွက်ကြောင့်အကျိုးရှိသည် ဆိုခြင်းမှာပျော်ခြင်းရထက်ကြီးညို၍သွားခြင်းဘက်ကအလေးချိန်စီးသည်ဆိုနိုင်ကြဲကကောင်းသောစိတ်အားထက်သန်မှုရှိခြင်းကိုဖော်ပြရာရောက်သောကြောင့်ဖြစ်ပေသည်။ တော်စွာလော်စွာမလုံချင်းဖရာရွေးသောအလုတ်ကို ရှေ့ဦးစွာပယ်ဖြောက်ပြီးသည်ရှေ့ဦးစွာပယ်ဖြောက်ပြီးသည် နော်ကျွန်ုပ်သည်ဇေဒီပထိုးများ၌တင်းညိုခြင်းထက်မိမိနေအိမ်၌အာယုပြုခြင်းသောအလုတ်ကို ပို၍နှစ်သက်လာခဲ့သည် ပထမ၌ဖရာပထိုးများကိုရောက်ကြသောအခါအများနှင့်အတူ ရှ िख ိုးကြတော့ခြင်း ပန်းစီမီပူဇော်ခြင်းစသောအလုပ်မျိုးကိုပြုပါသည်တို့ရွာတွင် သူတကာပူဇော်ကြောကြပုံများနှင့်ကျွန်ုပ်အာယုံပြုပုံကွာခြားခြင်းကိုအဖန်ဖန်နှိုင်းရှင်ကြည့်မိရာတွင် လူအုပ်ကြီးတဲ့၌ရှိကိုရခြင်းထက် ကိုဟာကိုတကိုယ်ရေးအာယုံပြုခြင်းကိုကြာလီသဘောကြလီဖြစ်လေတော့သည်နောက်ပိုင်း၌မူကားဖျားသူလည်းမတော်တော့တခါတည်းရန်ရောင်၍လိုက်ပါသွားမိလင်လေဝိတ္တိဝိကုံဝိချယုံသာဖြစ်စီ တခါတည်းရင်လုံးဝဝေမချပဲဖြစ်စီပြန်လာခဲ့မိသည်အကြောင်းမူကားကျွန်ုပ်၏အယူအဆတစ်ခုမှာကောင်းမြူပြုရာတွင် တော်ကြီးယော်ကြီးမလုတ်ကောင်းမလုတ်လင်းလဲလုံလုံလုံလင်းလဲကြာကြာနာနာလှုပ်ထိုက်သည်ဆိုခြင်းပင်ဖြစ်တော်ကြောင်းသည်အာယုံပြုသောနေရာကျွန်ုပ်၏ဖျားအာယုံပြုပေါ်မှာဤတို့သည်ဖျားကန်းဟူ၍တတိတခြားထားလာအောင် မကျဲဝန်းလာတော့ ျွန်တော်ဤနေအိမ်တွင်စင်းဓုတော်ဟူ၍မရှိကြစင်းဓုတော်ဟူ၍ကိုးကွယ်ခဲ့လင်လူအများနေထိုင်သော နေရာနှင့်တတိတခြားကန့်သက်ထားသင့်ပေရာရောရောရွံ့သောနေထိုင်မီပြောခြင်းရာပြောလှုပ်ခြင်းရာလှုပ်ကြသောအလေးခြင်းသည်ဗုဒ္ဓအခါရာအယူအသေးပေါ့ရာ ရောက်သည်ဟု ကျွန်တော်ယူဆသည်အိမ်၌ဖြစ်သော အခန်း၌ဖြစ်စေထိတ်ကြသောနေရာတွင်ဖျားယိုင်း တင်မျိုးခင်းလိုက်လင်အာယုံပြူ၍လုံလောက်ပေ၏ရုပ်တော်ကိုကြည်ညိုခြင်းအာယုံပြူသောအခါဝဲကျွန်ုပ်သည် စင်တုတော်တဆူကို စိတ်ထဲ၌ပေါ်ထုတ်သည်မဟုတ် ကိုစိတ်တိုင်းကြကြည်ညိုပွဲအကောင်းဆုံးလူသား၏ပုံတရံကိုဖန်ဆင်းလိုက်သည်ဂေါရမဘုဒ္ဓလူသားဖြစ်ရာမှန်တော်လေချောခြင်းလှခြင်းတဲ့ຢာကကင်းစင်၍ကြည်ညိုပွဲဆောင်တော် ယူပကားရှိခြင်းသည်အရေးကြီးလာသည်အစင်းတွင်ဧတကက်ရသောရှင်ကစီထေရီအားတထေသာတယောက်အဖြစ်စိတ်ထဲ၌ပြမာဝူသည်ဆိုရာဂေါရမဗုဒ္ဓမူကမြည်သူကားမြရာကားစိတ်မျိုးဖြင့်ချစ်ကြိုက်ရန်မဖြစ်နိုင်စေမှာကိုတော်မြတ်ဤထူးခြားချက်ပေကြီးစိတ်တိုင်းကြဖန်ဆင်းပြီးတဲ့နောက်အာယုံပြုသည့်အခါတိုင်းမိမိမြင်မှုသောလူတယောက်ဤအစင်းတရံကို အလွယ်တကူခေါ်ယူနိုင်ခြင်းကဲ့သို့ဘွားကနေပေါ်လာတော့သည်ရက်တော်၁၈တောင်ဟူ၍ယုံကြည်သော လူများ အဖို့မှမူမမြင်ဘူးသော အလုံးရဲ့မျိုးဖြစ်၍အချို့အစားကြသောဒရံမျိုးဖန်ဆင်းမှု အခက်ခဲရှိကောင်းရှိပေလိမ့်မည်ကျွန်ုပ်ဖို့ရနိုင်မှု ထိုင်လျက်ဖြစ်စေထလျက်ဖြစ်စေဇင်းကြံကြလျက်ဖြစ်စေအလွယ်တကူပင်ပြင့်ညူနိုင်ပေသည်တို့သော ကျွန်ုပ်အကြီးညိုဆုံးသောအိဒီယာပုံမှာတမြင်ခွေလက်မျက်လွှာချကဖလာတမာဘဝင်စားတော်မူသော အနေထားပေသည်ဤသည်ကဂေါရမဗုဒ္ဓအားရှေ့ဦးစွာကြည်ညိုခဲ့သောဤပင်ဖြစ်ပါသည်ပီတိတို့၏မျက်ရည်များ ထိုမှတဆင့်တက်လာသောအခါကျွန်ုပ်သည်ဗုဒ္ဓ၏အဖြစ်တော်ကိုဇိနထပကတိဉ္ဇဉ်နှင့် စာအပ်တော်အာနုစီရင်ရေးသားထားသည့် အာရှတို့၏အလင်းရာ life of ashoko အင်္ဂလိပ်အလင်းငါစာအုပ်ကြီးကိုဖတ်ရှုရသည်တွင် ကျွန်ုပ်တို့တွင်အတွက်ဗုဒ္ဓကိုတော်မြတ်၏စင်ရင်ပင်မခံတော်မူခဲ့သည့်အချင်းအရာများကိုလိုက်လိုက်လဲလဲချီးကျူးတတ်သောသဘောတတ်ဝင်လာခဲ့သည်။သို့ဖြစ်၍ကျွန်ုပ်အသက်35နှစ်အရွယ်၌တရားအားထုတ်ဖို့အတိတ်တန်ပြုသည့်ညတွင်ဂေါတမဗုဒ္ဓအားစိတ်ထဲတွင်ပင်၍ ကိုရောမြဲ့ဤပါရမီဖြင့်တင်ပုံဒုက္ခစရိယကျင့်ရပုံစသည့်အကြောင်းတို့ကိုတွေးတော်မိသည်နှင့်လိုက်လိုက်လဲလဲချီးကျူးမိသည်နှင့်မျက်လုံးနှစ်ဖက်မှ စီးကြသောမျက်ရည်များသည်ခေါင်းအုံးကိုဆူရွှဲစေတော်သည်တနာဤကြော်ကြော်များ ထိုးခဲ့သူကြီးညိုပြီးတဲ့နောက်ကျွန်ုပ်ဤစိတ်သည် ထိုးချိန်သည့်မကြုံဘူးသေးအောင် ကြည်လင်အေးမြခြင်းရှိသည်ဖြစ်သောကြောင့်ငါသည် တရားရလေပြီလို့ဟူ၍ပင်ထင်ရောင်ထင်မှားဖြစ်ခဲ့ဘူးပါသည်ဉာဏ်တော်ကိုကြည်ညိုပုံထိုမှတဖန်ဉာဏ်တော်ကိုချီးကျူးသောအစင်းသို့တက်လာပြန်၏ဉာဏ်တော်ကိုကြည်ညိုပုံထိုမှတဖန်ဉာဏ်တော်ကိုချီးကျူးသောအစင်းသို့တက်လာပြန်၏မူလကာယတော်သည်မြေမြပင်ကြီးညိုပွဲကောင်းသည်ဆိုကားမူမြေကြီးမြတာဖြစ်သည် အလုံးစုံသောအချင်းအရာကိုသိနိုင်သောတပည့်ညူရာညံတော်သည်သာလျှင်တာ၍တည်ညိုပွဲကောင်းသည်ဟုစဉ်းစားမိပြန်သည်နှင့်ဗုဒ္ဓ၏အလွန်ကြီးသောညံတော်ကိုမှန်းမြော်ကြည်မြူမိသည်ဗုဒ္ဓ၏ယူပကားသည်တည်ညိုပွဲအစင်းရှိသည်လည်းမှန်၏သို့သောညံတော်သည်သာလျှင်ဖျားဖြစ်သည်မြည်သည့်ယုံ၌ဖြစ်စီ၎င်းညံမျိုးကိန်အောင်ကဲ့လင်ဗုဒ္ဓကိုခေါ်ရမည် ထို့ကြောင့် ငင်းတော်ကိုမှန်းမြော် ကြည်ညိုခြင်းသည်မိမိလည်းညံကြီးစေဖို့အကြောင်းဖြစ်စေနိုင်သည်စသဖြင့်စဉ်းစားမိသောအချိန်မှစ၍ကျွန်ုပ်သည်ဘုရား၏ညံတော်ကိုအာယုံပြု၍ကြည်ညိုတော်သည်အသက်35နှစ်အရွယ်၌တရားအားထုတ်သောအချိန်မှစ၍အသက်60သို့တိုင်အောင်ကျွန်ုပ်သည်ညံတော်ကို ကြည်ညိုခြင်းအဖြစ်ပိဋိအကြီးကျယ်ဖြစ်ခဲ့သည်စိတ်တော်ကိုကြည်ညိုခြင်း အသက်60သို့ရောက်၍ဒီထေဒီထာမတန်ဟုသောကျင်စဉ်အရာအထုတ်သဖြင့်စိတ်ငြိမ်းချမ်းခြင်းဟုသော ချမ်းသာကို အထိုက်အလျောက်မြည်ရတာတွင်ဖျားကြည်ညိုပုံတဆင့်တက်၍ပြောင်းလဲလာခဲ့ပြန်သည် အလုံးစုံသော အချင်းအရာကို သိနိုင်သောဉာဏ်တော်၏ကြီးကျယ်ခြင်းအားဟုတ်ပါ၏တို့ရာတွင် အခခတ်သိမ်းရာကငြိမ်းလျအေးချမ်းကြည်လင်ဖြူစင်တိမ်မွေ့သော ဗုဒ္ဓ၏စိတ်တော်သည်တာ၍ကြီးညိုဝဲကောင်းသည်ကို သဘောကျပြန်သည် ထိုအခါမှစ၍ကျွန်ုပ်သည် တမြင်ကိုလက်ဖလာတမပဝင်စားနေသောဗုဒ္ဓ၏ရုပ်တော်ကို ရှေးဥစွာ ဖန်ဆင်းပြီးတဲ့နောက်ထိုရုပ်တော်အတွင်း၌ငင်းကြံကြည်လင်ဖြူစင်တိမ်မွေ့သောစိတ်တော်ကိုမန်းမြော်ကြီးညိုမိပြန်မာတော့သည်ငင်းကြံမှုရသည်ကျွန်ုပ်၏ယုံကြည်ချက်တစ်ခုမှာဥစ္စာပစ္စည်းပြည့်စုံသော တထေသာတူဝါအိတ်သာမြစ်တိန်ကြစိတ်မထားပဲမူဒီတာစိတ်ဖြစ်နိုင်လင်မိမိ၌ပစ္စည်းဥစ္စာတိုးတက်နိုင်သည်ဟု၍၎င်းအစင်းလှပသူတယောက်အပေါ်၌မနာလိုစိတ်မဖြစ်စေပဲသူအတွက်ဝမ်းမြောက်နိုင်လင်မိမိ၌နောင်ဘဝတွင်အစင်းလှစီဖို့ဖြစ်နိုင်သည်ဟု၎င်းဘုရား၏ဉာဏ်တော်ကို ကြည်ညိုခြင်းအတွက်ကြောင့်မိမိ၏ဉာဏ်ကြီးခြင်း ဖြစ်စေနိုင်သည်ဟု၍၎င်း ဗုဒ္ဓ ayi ငြိမ်းချမ်းကြည်လင်ဖြူစင်သိမ့်မွေ့သောစိတ်တော်ကို မျော်မှန်းကြည်ညိုခြင်းအဖြစ်လေမိမိအဖို့၌အထိုက်အလျောက်ငြိမ်းချမ်းသောစိတ်ဖြစ်စေနိုင်သည်ဟု၍၎င်းဖြစ်သည်မိတို့ပင် ဖြစ်စေကျွန်တော်အဖို့ရာ၌ကစိတ်ကိုမှန်းမျော်ကြည်ညိုတတ်သောအချိန်မှစ၍ရှေးရခင်ကားထက်စိတ်ရည်ငြိမ်းချမ်းခြင်းရရှိသည်မှာက အမှန်ပင် ဖြစ်ပါသည်လေးကျင့်ပုံသည်ကျွန်တော်အဖို့ရာ၌ တရားအထုတ်ခြင်းကျေးဇူးကြောင့်ငြိမ်းချမ်းခြင်းဒုက္ခကိုမြည်ဘူးသည်နှင့်ဗုဒ္ဓ၏စိတ်တော်ငြိမ်းချမ်းခြင်းကို ရောရန်မှန်းဆနိုင်ပါ၏။တရားတပွင့်များကို ရှာဖြည့်တွေ့၍မြည်ဘူးသောသူသည်တရားတဆုတ်ကြီးလွေးသော အဖို့၌ဘေးများလောက်ချိုလိမ့်မည်ကို ခံမှန်းနိုင်တကယ်သို့ပင်တကယ်ငြိမ်းချမ်းခြင်းနှင့်ပတ်သက်ပြီးဝိဝေက ပီတိလောက်မဖြစ်ဘူးသော လူတစ်ယောက်သည် ျွန်ုပ်၏ကြီးညိုပုံကိုသဘောကျလာ၍ကြီးညိုလိုပါသည်အဘယ်ကဲ့သို့မျှော်မှန်းရမည်နည်းဟု မေးခြင်းအဘယ်ကဲ့သို့မျှော်မှန်းရမည်နည်းဟု မေးငါအံရှေးဦးစွာတမြင်ခွေလက် ထိုင်နေသောဗုဒ္ဓ၏လူသားပုံတရံတော်ကိုစိတ်ထဲ၌ဖန်ဆင်းပြီးတဲ့နောက်ဗုဒ္ဓ၏စိတ်တော်ကိုမိမိစိတ်နှင့်နှိုင်းရှင်၍ကြည်ရမည်နှိုင်းရှင်ဘုံကငါ၌မူ ဤအရာကိုလိုချင်သည် ထိုအရာကို တောင်းတသည်ဤအတွက်ကြောင့်ပူပင်ရသည် ထိုအတွက်ကြောင့်စိုးရင်ကြောင်းကြရသည်ငါအရှိ၌ထိုင်တော်မူသောဘုရားကိုယ်တော်မျက်၌က ထိုကဲ့သို့ တောင်းတသောလောဘကြောင်းကြသောစိုးရင်တောကမှုဟုမျိုးအလင်းကင်းစင်သော စိတ်တော်ရှိသည်ဖြစ်၍အခခတ်သိငိမ့်ချမ်းတော်မူပေလိမ့်မည်ဟု၍၎င်းအာခံရဲ့ခြင်း ငါဤစိတ်ကအလိုမကြမှုများကြောင့်နောက်ကြည့်လျက်ရှိသည်ဗုဒ္ဓဤစိတ်တော်ကအခခတ်သိမ်းကြည်လင်လဲရှိပေလိမ့်မည်ငါဤစိတ်ကတူပါမှုဂုံပြိုင်မှုများဣတာမြစ်ဆေရာစိတ်နှင့်ဒေါမနတမှုများကြောင့်ညဉ့်ညမ်းလျက်ရှိသည်ဗုဒ္ဓဤစိတ်တော်ကအခခတ်သိမ်းဖြူစင်လျက်ရှိတော်မူပေလိမ့်မည်ငါဤစိတ်ကတိမခံနိုင်မှုများကြောင့် တန်းကျုံလှသည်စာသည်များဖြင့်နှိုင်းရှင်ချက်ထုတ်လေလေဌာနဘုံကိုသိမြင်လေလေဖြစ်၍တစ်ချိန်ထက်တစ်ချိန်ဗုဒ္ဓ၏စိတ်တော်ကိုကြီးညိုတတ်သောဖူးမြော်နည်းသည်များ၍များ၍လာပေလိမ့်မည်အိနီအဖြစ်တစ်နေ့လင်တစ်ချိန်15မိနစ်မှ나이ဝတ်ခန့်ထိအာယုံပြုသောအလေးပြုလုပ်ထားပါလေလောကစည်းပွားရေးအတွက်အာမခံရဲတော်လဲ စိတ်ချမ်းသာမှုအတွက်ကိုမူရဲရဲကြီးအာမခံဝင့်ပေသည်ဖျားရှိခိုးတရားအားထုတ်သောနှစ်မှစ၍ကျွန်ုပ်သည်မိယိုးဗလာအစင်လာတိုင်းစက်မှတ်ရွတ်ဆိုခဲ့သောဖျားရှိခိုးကို မနစ်တတ်တော်ပဲကျွန်ုပ်၏အလိုဆန္ဒကိုဖော်ထုတ်ဆူတောင်းသည့်အောက်ပါဖျားရှိခိုးကိုသာကတော်တိုင်းရွတ်ဆိုလေးရှိသည် ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံဤဟုသော ကံသုံးပါးတို့ဖြင့်တတ်တော်ထင်ရှားရှိခဲ့ဘူး၍ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသောဂေါရမမြတ်စွာဘုရားအားရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကရောရသောအကျိုးအားကြောင့်အကျွန်ုပ်၏စိတ်သည်တစ်နေ့ထက်တစ်နေ့တစ်လထက်တစ်လတစ်နှစ်ထက်တစ်နှစ် ငိန်ကြံကြည်လင် ဖြူစင်သိမ့်မွေ့ပြီလေယခုအထုတ်လျက်ရှိသောမတ်တရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုလင်မြန်စွာပေါရောက်၍မတွေမဝေမတုံမလုံနေနိုင်သောတည်နိုင်သော အဖြစ်မျိုးတို့အမြန်ဆုံးရောက်ရပါလို၏အရှင်ဖေဟာလူသောအချင်းရာကိုစူတောင်းယုံမြေမရကြောင်း ကျွန်ုံနားလေသည် သို့သော ကောင်းမှုတစုံတစ်ခု ပြုလုပ်သော အခါတွင်ဆန္ဒရှိသောအချင်းအရာကို စိတ်အားထက်သန်စွာဖြင့်ရွတ်ဆိုခြင်းသည်ညွတ်သောသဘောရှိသည်ဖြစ်၍၎င်းဆန္ဒပြည့်စုံရေးအတွက် အထောက်အကူပြုစေတယ်ဟု၍လည်းကျွန်ုပ်ယုံကြည်သည်မေတ္တာပို့ခြင်းဝါရနှင့်ပတ်သက်၍မုန်တီးမှုများ တိုးပွားလာသဖြင့်ပြည်တွင်စစ်ဖြစ်ရသောအချိန်မှစ၍လည်း ျွန်ုပ်၏မေတ္တာပို့ကိုအောက်ပါအတိုင်းပြင်၍ရွတ်ဆိုခဲ့ပါသည်ချင်းချင်းတတ်တော်မုံစီပါနှင့်မေတ္တာတိုးပွားအားလုံးပေးရန်ကင်းကြပါစေသာ၎င်းကို၃ကောက်မှ၁၀ကောက်ထိစိတ်နှင့်တကွလိုက်လိုက်လဲလဲရွတ်ဆိုသည်ထို့နောက်ဆက်လက်၍မေတ္တာပို့သည်မှာကလောက၌ ကာမဝစ္စရာကုတုကံအကျိုးပေးမင်းမိန်သဖြင့်အောက်တန်းသို့လျှော့ကြနေ gain တတဝါများကလည်းအကျိုးပေးတောက်ပြောင်သဖြင့်အထက်တန်းသို့ရောက်နေ gain တတဝါများအပေါ်၌မနာလိုဝင်းတိုချင်းစသောမစ္စတရာတရားရော့ပါ၍မုရိဒာတရားပွားများနိုင်ကြပါစေတည်းအထက်တန်းတတဝါအောက်တန်းတတဝါဟု၍အမြဲတစေရှိနေသည်မဟုတ်ကုတုကံ အာကုတုကံအကျိုးပေးတန်သည့်အခိုက်တန်လျောက်စံကြီးတက်ချီတန်တရား၌လဲနေရခြင်း ဖြစ်သောကြောင့်ဘလောက်ကမှစိတ်ကြီးဝင်ပဝင်မြင့်စရာမရှိကြောင်းစင်ကျင်သုံးသက်ကြရကုန်သည်။ဆရာ၏ရွှေဦးတော်ရဲ့ဖရာဝိပုဘုံဖရာကိုအစင်စင်အာယုံပြုပြီးကြီးညိုတော်ုံလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါရဲ့ရှင်။စာဖရာမှာအမားယွန်းနေပါဝင်ခဲ့ရင်လေနားလေပြီးကြပါလို့ နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်